ယောက်ျားတယောက်အောင်မြင်ကြကြလာပြီဆိုရင်နောက်ကငွေကလိုက်လာပါလေအဲ့ဒီငွေနောက်မှာလဲနံပြားတွေကပ်ပါလာတတ်ပါတယ်ဆိုတော့ဘောလုံးအကစားသမားပေါ်ကအောင်မြင်မှုတွေကိုနံပြားနဲ့လဲစားလိုက်ကြလဲအကောင်းဆုံးကစားသမားတွေအကြောင်းကိုပြပြသွားမှာပဲဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပါပဲထိတ်ဆုံးမှာတော့ကျွန်တော် R9 ဘရာဇီးတိုက်စစ်မှုရိုနယ်ဒိုပဲဖြစ်ပါတယ်ဒိုးကြီးကတော့သူခစ်သူခါမှာအရန်ကိုကောင်းခဲ့ပြီးတော့မှတကယ်ကိုပြိုင်ဆိုင်ရှာလောက်အောင်မှခြေစွမ်းနေပြပြီးတော့ ဒါဖလားတွေလည်းယူခဲ့တယ်လို့ကိုတွင်းစုတွေတကယ်ကိုအောင်မြင်ကြကြခဲ့တဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီမကြခင်မှာပဲကျွန်တော်တို့အာနိုင်ဒူကြီးကတော့နံပြားတွေကောက်စားပါတော့တယ်နံပြားစားပြီးတော့နောက်ပိုင်းမှာတော့ဒူကြီးကတန်ရာတွေခဏခဏရပြီးတော့မှနောက်ဆုံးမှာခြေစွမ်းတွေလည်းပြက်လာပြီးတော့မှဘောလုံးအာကစားသမားဘဝကိုဆော့ဆူစီစီပဲအနာယူသွားခဲ့တယ်လို့ကျွန်တော်ပြောလို့ရပါတယ် နောက်ထပ်အလားတူပဲအင်မတန်မှခြေစွမ်းကောင်းပြီးတော့မှိုခြေစွမ်းရှိတဲ့ကစားသမားနောက်ထပ်တစ်ယောက်ကတော့ရိုနတင်ဟိုပဲဖြစ်ပါတယ်ရိုနတင်ဟိုဆိုရင်တုခိတုခါမှာတော်တော်လေးကိုဒါဘောလုံးလောကကကသူ့ကိုကြည်နေရတဲ့အထိကိုမှိုခြေစွမ်းနေပြသခဲ့ပါတယ်ဆိုတော့တုခိတုခါမှာအောင်မြင်တဲ့ချိန်မှာရိုနတင်ဟိုကလည်းဒါကပအကောင်းဆုံးစုကိုလည်းရပါတဲ့နောက်ပိုင်းမှာတော့သူကလည်းနံပြားတွေကောက်စားပါတော့တယ် နံပြားတွေကောက်စားပြီးတဲ့နောက်ပိုင်းမှာတော့ဒွန်းနတင်ဟိုကတဖြည်းဖြည်းနဲ့ခြေစွမ်းနေတယ်အရင်လိုမတွက်လက်တော့ဘဲနဲ့ရုပ်ပိုင်းဆိုင်ရာရောကာယပိုင်းဆိုင်ရာပိုင်းမှာအနှက်ချက်တွေရှိလာပြီးတော့မှနောက်ပိုင်းတဖြည်းဖြည်းနဲ့အာပြောရရင်တော့အသက်ကငယ်သေးပေမဲ့တကယ်လူကြီးပုံစံမျိုးပေါက်ပြီးတော့မှနောက်ပိုင်းမှာအခြေစွမ်းနေကြဆင်းပြီးတော့မှတဖြည်းဖြည်းနဲ့ကစားသမားဘဝကိုကုန်ဆုံးသွားခဲ့ပါတယ်။ထို့အတူပဲအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ တကယ်ကိုအောင်မြင်ကြကြခဲ့ပြီးတော့မှခြေစွမ်းကောင်းနေရှိခဲ့တဲ့ကစားသမားနောက်တစ်တယောက်ရှိပါလေသူကတော့နေမာပဲဖြစ်ပါတယ်နေမာကတော့တကယ်ကိုကောင်းပါတယ်တကယ်လည်းခြေစွမ်းနေကောင်းပြီးတော့မှဘာစီလိုမှနာမဆွဲနဲ့တော်တော်လေးကိုခြေစွမ်းပြခဲ့တဲ့ကစားသမားကောင်းဖြစ်ပါတယ်နောက်ပိုင်းမှာတော့နေမာကလည်းတိတ်မကြပါဘူးနံပြားတွေကောက်စားပါတော့တယ်နံပြားတွေကောက်စားတဲ့နောက်ပိုင်းမှာပဲနေမာကတန်ရာတွေခဏခဏရပြီးတော့ဒါကပဖလာပွဲမှာဆို၄၅၀ပတ်တော့လိမ့်လာတဲ့အထိပေါ့နော် ောက်ပိုင်းတန်းရာတွေများလာပြီးတော့မှနေမာကလည်းခြေစွမ်းပိုင်းတွေကြာဆင်းလာပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့နေမာကအခုလက်ရှိမှာတော့ခင်ဗျားတို့တည်တဲ့အတိုင်းပဲသူ့ရဲ့အာအတင်ဟောင်းစတင်ခဲ့တဲ့အတင်တပိုကဂျူနီယာဖြစ်မှာတင်တယ်ပရာအော်ဆန်ဒိုအဒစ်ကလပ်ပရာစီကလပ်မှာသူပြန်သွားပြီးတော့မှကစားတယ်အဲ့နောက်ပိုင်းမှာတော့သူကအနာယူတော့မှဖြစ်ပါတယ်အတန်းငယ်ငယ်ရွယ်ရွယ်နဲ့ဒါစောစီပျက်စီးခဲ့ရတဲ့အကြောင်းရင်းကတော့နံပြားစားလို့ပဲဖြစ်ပါတယ်နံပြားကြီးရှောက်ရှောက်စားတာပေါ့နော် တခုမဟုတ်ဘဲနဲ့အစုံစားလို့ဖြစ်ပါတယ်။ထို့အတူပဲနောက်ထပ်အခုအောင်မြင်နေတဲ့ကစားသမားတယောက်ရှိပါတယ်။အဲ့ဒါကတော့အားလုံးသိကြတိုင်းပဲအသက်ကမှတော့20အောက်ပဲရှိသေးတယ်။အာဘာစီလိုနာကစားသမားရာမယ်ပဲဖြစ်ပါတယ်။သူက16နှစ်လောက်ပဲရှိသေးတယ်နော်။တော်တော်လေးကိုငယ်ပြီးတော့မှတော်တော်လေးကိုခြေစွန်းပြနေတဲ့အချိန်မှာအခုဆိုရင်သူကနံပြားကောက်စားလိုက်ပါတယ်။အဲ့တော့ခါမှာပရိတ်တတ်ဒီကြားထဲမှာဝေဖန်မှုတွေရှိလာတယ်နောက်ပိုင်းမှာခြေစွန်းပိုင်းတွေဒီတဲ့အရင်တော့တိတ်မကောင်းလို့တော့တွေ့ရတယ်ပြီးတော့သူက တန်ရာရတာတွေပါတယ်လဲကြားလာရတယ်ဆိုတော့ယာမေကလည်းသူကတကယ်ကိုအောင်မြင်ရမဲ့အချိန်မှာမအောင်မြင်မဲ့နဲ့မှာခြေစွန်းပြက်ပြီးတော့မှပေါ်ဝပြက်တော့မလားဆိုတော့ကတော့ကျွန်တော် service စောင့်ကြည့်သွားဖို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်နံပြားကတော့ယောက်ျားတန်းရဲ့အားနည်းချက်ဖြစ်တယ်တော်တော်လေးကိုထိန်းနိုင်တဲ့လူတွေကမှအောင်မြင်ကြတာဖြစ်တယ်ဆိုတော့မက်ဆီကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့မက်ဆီရဲ့အောင်မြင်မှုထဲမှာနံပြားကိုစိတ်မစိတ်မဝင်စားတာမဟုတ်ပေမဲ့ထိမ့်ထိမ့်နိုင်ခဲ့တာပေါ့နော် တကယ်ကိုယောက်ကြားပြီးသားတဲ့တကယ်ကိုတမာရီအာကောင်းတဲ့မက်ဆီကတော့သူကအပေါ်လုံးကိုအာယုံစိုက်တဲ့အောင်မြင်မှုတွေကို ထိမ့်သိမ်းတယ်ဆိုတော့နောက်ပိုင်းမှာပြောရရင်တော့ခရစ္စတီယာနိုရိုနယ်ဒိုထက်တောင်မှအောင်မြင်မှုတွေရခဲ့တယ်ဆိုတော့ကပ္ပအကောင်းဆုံးကစားသမားဖြစ်တဲ့လက်ရှိမှာမက်ဆီကရှိနေတာဖြစ်ပါတယ်ထို့အတူပဲထိမ့်သိမ်းနိုင်ခဲ့တဲ့ တယောက်ရှိပါသေးတယ်သူကတော့ map ပဲဖြစ်ပါတယ်ယခု real metric မှာလည်းခြေစွမ်းပြတင်နေတယ်လို့ဘလို့အချင်းနေမှာမဆိုအကောင်းဆုံးခရီးဆက်နိုင်သေးတဲ့ကစားသမားဖြစ်ပါတယ်ဆိုတော့ map ကလည်းဒါပြောရရင်တော့အဲ့လောက်ထိမိမမလိုက်စားဘူးပေါ့နော်သူတို့စိတ်ကတော့ပါမှာပဲဒါပေမဲ့ထိန်းထိန်းစောင့်ရှောက်နေတယ်ဆိုတော့ယောက်ျားတွေအတီးကပျက်စီးရတဲ့အကြောင်းရင်းထဲမှာတော့ဒါနံပြားကအိမ်မတမ်းမအန်ဒီရရှိတာဖြစ်ပါတယ်ဆိုတော့နံပြားတွေရှောက်ရှောက်မစားကြပဲနဲ့ညီကိုတို့နေနေတယ်ဒါစားခြင်းနံပြားတွေကို အရင်ကြီးစိတ်မဝင်စားဘဲနဲ့ထိမ့်သိမ်းခြင်းအဖြစ်ဘဝမှာအောင်မြင်မှုတွေရနိုင်တယ်ဘဝမှာကံကောင်းခြင်းတွေရရှိနိုင်စေစွာကိုပြောကြရင်နေကုန်ချုပ်ပါလေနောက်တော့ပြည့်တဲ့ပရိသတ်အားလုံးကိုကျေးဇူးပါနောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်